အရကတတော်အေအပြီးသက်တိမ်ပိုက်ဖို့ထိုးစစ်စင်တိုက်ခိုင်းနေရဲ့မကွေတာအမ်ပတန်လန်ပိုင်းနေရီကန်လေးကျောင်းရဲ့စကမ်မာတက်ဆင်ထားတဲ့ P78 Early Warning Radar ကိုပြီးတဲ့ဖေဖော်ဝါရီလဝန်းကျင်ကပြန်လည်ဖြုတ်သိမ်းရွှေ့ပြောင်းထားခဲ့တယ်လို့မြန်မာစစ်ဖက်ရေးသားနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ကအော်တိုဝါလာ16ရဲ့ဒီနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီ P78 ရေးတာဟာကျိုတင်တတိပေးရေးတာစနစ်ဖြစ်ပြီးအကွာအဝေးကီလိုမီတာ150ဒီစောင့်ကြည့်ထောက်လန်းနိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒီနိုင်ငံကံပီစစ်ချစ်ရတာစနေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောက်ကြီးထောက်လှမ်းဖို့တက်ဆင်ထားတာလို့ဆိုပါရယ်အဲ့ဒီနိုင်ငံစကန်ကုံဟာတောင်ထိပ်ဒေသစုထိုင်းစားမြင့်မာတာမို့ရေဒါပစ္စည်းမှမကာကွယ်နိုင်ဖို့ကမ္ဘာလုံးပုံစံမျိုးကစနေ fiber glass redone ထားရှိတာလို့ဆိုပါရယ် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးအရခတက်တော်ထိုးစစ်ကိုခုခံနိုင်ဖို့နဲ့အန်ကိုတံပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက်နေရီကန်လေကြောင်းရုံစကန်ကိုစီလီယံဗျူဟာကုန်းပြည့်အမှတ်69တက်မာဌာနချုပ်အမှတ်ဆက်ခုစစ်စင်ရဲ့ကုကေမှုတက်တွေကိုအင်အားဖြစ်တင်ပြောင်းလဲတက်ဆွေးထားခဲ့တယ်လို့ဆိုပါတယ်